လှုပ်ပွဲမင်္ဂလာပါရှင်အသွင်ဒီဘက်ဖတ်ပြမယ်စာအုပ်ကလေးကစာရေးဆရာမညာနာရေးထားတဲ့စာအုပ်ထဲကစာစုလေးတစ်ခုဖြစ်ပါတယ်နော်စာစုလေးရဲ့ခေါင်းစဉ်လေးကကုတ္တမိုးကိုသတ်မှတ်ခြင်းနဲ့အသွင်နဲ့တူတူနားဆင်ကြကြရအောင်နော်ကုတ္တမိုးကိုသတ်မှတ်ခြင်းနဲ့လူတွေကိုယ့်ရဲ့တန်မိုးကိုတခြားသူတွေရဲ့သဘောထားပေါ်မူတည်ပြီးသတ်မှတ်လေးရှိကြပါတယ်တဲ့ ချီမွန်ခံရရင်ကောင်းတယ်လို့ထင်နေကဲ့ရဲ့ခံရရင်မကောင်းဘူးလို့ထင်တာမျိုးပေါ့တဲ့သူများတွေသဘောကျအောင်လို့ကိုမလုပ်ချင်တာတွေလိုက်လို့ရတာတွေသူများတွေသဘောမကျမှာဆိုလို့ကိုလုပ်ချင်တာတွေကိုမလုပ်ဖြစ်တာတွေတွေ့ရတာများတယ်တဲ့ဒါကကိုရဲ့တံမိုးကို သူများတွေရဲ့လက်ထဲအပ်လိုက်တာနဲ့အတူတူပါပဲတဲ့အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာကိုဘွားကမတည်ငြိမ်နိုင်တော့ဘူးတဲ့ လူများရဲ့အမူအကျင့်တွေပြောင်းလဲတာနဲ့အမျှကိုယ်စိတ်ခံစားမှုတွေကလည်းအတက်ကြများလာတယ်တဲ့သူများကဒီနေ့ချီးမွမ်းရင်ကိုကိုကိုကောင်းတယ်လို့ထင်နေမနှက်ဖန်ဝေဖန်ခံရင်ကိုကိုကိုမကောင်းဘူးလို့ထင်ပြန်နေတဲ့အဲ့ဒီလိုဆိုတော့စိတ်အေးချမ်းသာရမှုကိုရဖို့ခက်ခဲတယ်တဲ့လူဘဝရဲ့အကြီးမားဆုံးလွတ်လပ်မှုတစ်ခုကကိုယ့်ရဲ့တမှုကိုကိုယ်တိုင်သတ်မှတ်နိုင်ခြင်းပါပဲတဲ့သူများတွေကဘလို့ထင်တယ် ကိုကကိုဖြစ်တည်မှုအတိုင်းဖြစ်နေနိုင်ခြင်းကိုအကြောင်းကိုသိခြင်းကိုအားနည်းချက်တွေကိုလက်ခံပြီးအတာချက်တွေကိုတုံ့ပြန်နိုင်ခြင်းတွေပါပဲတဲ့ဒါဖြင့်ကိုတံမိုးကိုဘလို့မမှန်ကန်ကန်သတ်မှတ်နိုင်မလဲတဲ့အဓိကရှုထောင့်သုံးခုကကြည့်ရင်ရှင်းမယ်လို့ထင်တယ်ဒီရှုထောင့်သုံးခုလုံးရှိမှကိုအကြောင်းမှန်မှန်ကန်ကန်သိနိုင်မယ်တဲ့နမတိကမူလလူကုန်တိခနမနိကကိုပိုင်အရေးချင်းများ နံပါတ်3ကအမားများနဲ့တိုးတက်မှုတို့ဖြစ်ပါတယ်တဲ့နံပါတ်3မူလလူကုန်သိက္ခာလူတိုင်းမှာတဲ့မူလအခြေခံဂုန်သိက္ခာရှိတယ်တဲ့ဒါကမွေးကလေးကရရှိထားတဲ့အရာပါတဲ့ဘသူမဆိုးချိုးနိုင်လို့မရတဲ့အရာပါတဲ့ယာရူးစွမ်းရည်ငွေကြေးအသည့်အမြင်အောင်မြင်မှုဒါတွေဘယ်ရာမှမရှိလဲဒေမူလအခြေခံတန်ဖိုးကရှိပြီးသားပါတဲ့ ဒါကိုနားလည်ထားမှသူများတွေရဲ့သဘောထားတွေပြောင်းလဲတာနဲ့ကိုတံမိုးကပြောင်းလဲမသွားပါဘူးတဲ့လူသားတယောက်အနေနဲ့လေးစားခံထိုက်တယ်ဆိုတဲ့အခြေခံသိမြင်မှုက ရှိနေမယ်တဲ့ဒါပေမဲ့မူလတံမိုးရှိတယ်ဆိုပြီးကိုချင်းတိတ်ခါစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုတွေကိုလှစ်လူရှုမိတာမျိုးတော့မဖြစ်စေချင်ဘူးတဲ့မူလတံမိုးကတိုးတက်မှုရဲ့အခြေခံသာဖြစ်တယ်တဲ့ ဒါပေမဲ့အားထုတ်မှုမလိုတော့ဘူးဆိုတာတော့မဟုတ်ဘူးတဲ့နမနေချက်ကကိုပိုင်အရေးချင်းလူတိုင်းမှာတဲ့တိတဲ့အရေးချင်းတွေရှိကြတယ်တဲ့ဒါတွေကကိုတံမိုးရဲ့အရေးပါတဲ့အစေအပိုင်းပါတဲ့ဒါပေမဲ့အရေးကြီးတာက ကိုယ့်ရဲ့အာသာချက်တွေကို တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးသတ်မှတ်တာမဟုတ်ပဲကိုယ့်ရဲ့ပုံမှန်စံနှုန်းနဲ့နှိုင်းယှဉ်ပြီးဘလောက်တိုးတက်နေတယ်လဲဆိုတာကိုကြည့်တာပါတဲ့ဥပမာ ။တင်ချမတော်တဲ့သူကစာပေတော်နိုင်တယ်။စာပေမတော်တဲ့သူကအမှုပညာတော်နိုင်တယ်။လူတိုင်းမှာတဲ့သီးသန့်ပါရမီတွေရှိကြတယ်တဲ့။ဒါတွေကိုရှာဖွေပြီးတိုးမြင့်ဖို့လိုတယ်တဲ့။သို့တော်တဲ့ကို့မှာမရှိတာတွေကြောင့်ကို့တံမိုးကိုလျှော့ကြတာမျိုးမလုပ်သင့်ဘူးတဲ့။အားလုံးမှာတဲ့အားလုံးမရှိနိုင်ပါဘူးတဲ့ကို့မှာရှိတာတွေကိုတံမိုးထားပြီးတုံ့မြင့်ဖို့ကပိုအရေးကြီးတယ်တဲ့နံပါတ်3ချက်က အမားများနဲ့တိုးတက်မှုလူတိုင်းအမားတွေလုံမိကြတယ်တဲ့ဒါကကိုတ္တမိုးကိုရှော့ချရတဲ့အကြောင်းရင်းမဟုတ်ဘူးတဲ့အမားတွေကနေသင်္ကန်းစာယူပြီးတိုးတက်နိုင်ခြင်းကမှကိုတ္တမိုးရဲ့အစီအပိုင်းဖြစ်ပါတယ်တဲ့အမားလုံမိရင်ကိုကိုကိုခခတီတီဆုတ်ရှောက်ဖို့မလိုဘူးတဲ့အမားကိုလက်ခံပြီးပြုပြင်ဖို့စူးစမ်းဖို့လိုတယ်တဲ့အမားတွေကနေသင်ယူနိုင်ခြင်းဟာလူသားတွေရဲ့အထူးအရေးချင်းတစ်ခုပါတဲ့ ဒါအပြင်နဲ့ကိုယ့်ရဲ့တိုးတက်မှုကို အခြေခံအဆင့်ကနေသတ်မှတ်ဖို့လိုတယ်တဲ့မနေ့ကကိုထက်ဒီနေ့ကို ပိုကောင်းနေသလားမနေ့ကကိုထက်ဒီနေ့ကို ပိုတိုးတက်နေသလားဒါကမှမှန်တဲ့နှိုင်းရှင်မှုပါတဲ့အနည်းချုပ်ပြောရရင်နဲ့ကိုတံမိုးဟာတဲ့သူများတွေရဲ့အတီးပြုချက်အပေါ်မူတည်တဲ့အရာမဟုတ်ဘူးတဲ့ကိုပိုင်းအခြေခံဂုံတိတ်ခါတည်တန့်ဆန်းရည်တွေ အမားတွေကနေတင်ယူပြီးတိုးတက်နိုင်ခြင်းတွေပေါင်းဆက်ထားတဲ့အရာပါတဲ့ခက်ခဲတဲ့အခြေအနေတွေမှာသူများတွေရဲ့ဝေဖန်မှုတွေရှိနေပေမဲ့ကို့အကြောင်းကိုသိပြီးကို့တန်ဖိုးကိုကို့သတ်မှတ်နိုင်သူတွေအများကြီးရှိပါတယ်တဲ့လက်ရှိအခြေအနေအကုန်လုံးအဆင်ပြေနေပေမဲ့ကို့တန်ဖိုးကိုသူများတွေရဲ့လက်ထဲအပ်ထားတဲ့သူတွေလည်းတပုံကြီးပါပဲတဲ့ဘာကွာချသွားလဲဆိုတော့ကို့တန်ဖိုးကိုကိုယ်တိုင်သတ်မှတ်နိုင်ခြင်းနဲ့သူများတွေကိုမိကိုနေခြင်းရဲ့ ကွာခြားချက်ပါပဲတဲ့ဘဝမှာတဲ့အကြီးမားဆုံးရှုံးကသူများတွေရဲ့ချီးမွမ်းမှုကိုရှာဖွေနေရင်ကိုယ့်ရဲ့အစိတ်အမှန်စွမ်းရည်တွေကိုလှည့်လို့ရှုံမိခြင်းသူများတွေရဲ့အမြင်ကိုကြောက်ရွံ့နေရင်ကိုယ့်ဘဝကို မနေနိုင်ခြင်းတွေသာဖြစ်ပါတယ်တဲ့ဒီစာပေလေးကနေပြီးတော့တစုံတဦးအတွက်တစ်ခုခုအကျိုးရှိသွားလိမ့်မယ်လဲမျှော်လင့်မိပါတယ်နောက်ဘက်မှာပြန်ဆောင်ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်